အလုံးမဲမင်္ဂလာပါရှင်ကျမဒီနေ့ဖပြပေးမှာကတော့ဆရာကျော်ညိုလွင်ကြောက်ဆဲရေးသားထားတဲ့အစင်းရနန်းကတင်းပြန့်မှွေးကြည်ကြီးဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် အစင်းရနန်းကတင်းပြန့်မှွေးကြည်ကြီးဒကြံပြီးသွားသည့်တိုင်ဒကြံဤအငွေတဲ့များကလွမ်းကြီးဆွေးမောပွဲရာဖြစ်ရင်ထဲမှာဆွဲထင်ကြင်နေခဲ့သည် လေကလေးအချက်ဝေးပြီးတိုင်းလိုက်သည်နှင့်ဗရောင်ရနန်းစပယ်ရနန်းတို့ကမှွေးထုံကြိုင်လှိုင်းစွာ တိုးဝင်လာကြသည် ။ညာစင်းအောင်ဗရောင်ရွက်တို့၏အကြားတွင်ဝါဖြော့ဖြော့ဗရောင်ပန်းကလေးများကကျူးတူကျဲတဲပွင့်နေကြသည်။ဗရောင်ပင်၏ညာတန်များတွင်ပရေဖူးတို့ကစီစီရီမရှိကြတော့တကြံအမီမပွင့်လိုက်ရသော လက်ကြံဗရောင်ပန်းကလေးတွေမှာဆက်လက်ပွင့်ဖို့ရာအတွက်ခွန်အားတွေကရှိခြင်းမှရှိတော်မည်။ကြွရွာစွာလှပခဲ့သောဗရောင်ပင်ကြီးကတကြံပြီးသွားသည်နှင့်ဒံယာတန်ကျဲတို့ဖြင့်ကျန်နေခဲ့သည်။ကျွန်တော်ယင်သည်ဆိုးနှင်းစွာနာကျင်မှုကြေကွဲမှုတို့ဖြင့်ပြည့်နှက်လျက်ရှိသည် ပရောက်ပန်းကိုလိုချင်တာနဲ့ပရောက်ကိုင်းကိုပါချိုးသူကချိုးသည်ဖဲ့သူကဖဲ့ခဲ့ကြသည်ကြိုးကျင်နေသောပရောက်ခဲပရောက်ရွက်တို့ကပင်ချီအနှံ့ကျဲပြန့်နေကြသည်ဒေတိုင်တိုင်းလှုပ်ခါနေသောပရောက်ကိုင်းများကလှုပ်လီလှုပ်လဲနေပင်ကျွန်တော်မောကြည့်နေမိသောပရောက်ပင်ကြီးကကျွန်တော်ကိုပင်ပြန်ပြီးငုံကြည့်နေပြန်သည်ကျွန်တော်ဤနားဖြင့်သာကြားနိုင်သောစကားဖြင့်ကျွန်တော်ကိုတီးတို့ပြောလိုက်သည်အောင်ရောဒီပရောက်ပင်ကိုမင်းဆိုင်ခဲ့တာဆိုဒီပရောက်ပင်ဟာမင်းရဲ့ပရောက်ပင်နဲ့လား ကျွန်တော်ခေါင်းကိုပင်မကြီးစွာခါရဲပြစ်လိုက်မိသည်ဤသည့်ချိန်ကလေးကတွဲခိုနေသည်မသိရသောမျက်ရည်စားတို့ကပါပြင်ပေါ်ကိုလိမ့်စင်းကြလာကြသည်မျက်ဝန်းထဲတွင်မျက်ရည်စားများကဆက်လက်ရေဝဲနေကြသည်ရေနံကြီးများကြောင့်စိမ့်ညို့ညို့ဖြစ်နေသောငါးပင်လေးကန်းနှစ်ထပ်ပြင်အောင်အင်ကြီးကိုရည်ဝေနေသော မျက်လုံးများဖြင့်ကြည့်မိလိုက်သည်ဒီအင်ကြီးကလည်းကျွန်တော်ကိုအလိုက်မသိရန်ကောဟုအပြစ်တင်နေဦးမီလားမသိ အေရှိမျက်နှာစာရှိစပယ်ပန်းယုံတို့မှဖိုးဖွေးလုံနေသော စပယ်ပန်းကလေးများ၏ရေမောတံကိုတဲ့တဲ့မျှကြားလိုက်ရသည်ဒီစပယ်ပင်တွေကိုတော့အဖေကိုယ်တိုင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်အဖေကအဝေးပြေးကုန်ကားမောင်းနေသူဖြစ်ပြီးအမေကဈေးကြီးတွင်မှကုန်စင်ရောင်းချခြင်းဖြင့်ကျွန်တော်တို့မောင်နှမသုံးယောက်အပူပင်ကင်းစွာပညာသင်ကြားနိုင်ခဲ့ကြသည်ကျွန်တော်တို့မိသားစု၅ယောက်ပျော်ရွှင်ချမ်းမြေစွာနေလာခဲ့ကြခြင်းဖြစ်သည် ပြောရမည်ဆိုရင်ဒီအိမ်ဒီဝိုင်းဒီချမ်းကြီးထဲမှာဒီဘလောက်ပင်ကြီးကိုကျွန်တော်ကိုယ်တိုင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်အဟင်းဟင်းဘလောက်ပန်းကိုလူကျင်နာများအပင်ပန်းခံပြီးစိုက်နေသေးတယ်ကိုကြီးရာပတ်စံပြီးဝယ်ရင်လည်းရနေတာပဲဥစ္စာဘလောက်ပင်ကလေးကိုစပြီးစိုက်သည့်နေ့ကညီလေးဤကဲ့ရဲ့စကားနှင့်လောင်ပြောင်မှုကိုခံခဲ့ရသလိုညီမလေးကလည်းကိုကြီးကဒီဘလောက်ပင်ကိုဖူမာစိုက်စပြီးစိုက်တာဆိုတော့ညီမလေးတို့ကဘယ်တော့မှပန်းရမှာလဲ ကင်းစရာကြီးပါကိုကြီးရာစိတ်မရှိပါဘူးဟုပြောခဲ့ကြသေးသည်မင်းတို့မောင်နှမနှစ်ယောက်စလုံးမကူညီရင်လဲနေကြကွာကိုကြီးကတော့ကိုမြန်နူးရဲ့ပန်းကိုကိုကိုတိုင်းစိုက်ပြီးအလှကြည့်ရင်နေတာကွာကိုကြီးကတော့လေတိတ်ပြီးတော့စိတ်ကူးရင်တာပဲမိတို့ပင်ဖြစ်စေဒီဘလောက်ပင်လေးကိုကျွန်တော်ကိုယ်တိုင်စိုက်ပြုတ်ခဲ့ပြီးကျွန်တော်ကိုယ်တိုင်ပင်ဂယူဒီဇိုင်းဖြင့်ရေလောင်းပေါင်းတင်ခဲ့သည်ဤတို့ဖြင့်ပင်ဘလောက်ပင်ကလေးကအရွယ်ရောက်လာခဲ့သည်အညွတ်တက်ကလေးတွေတဝေဝေနှင့်ဖြစ်လာခဲ့သည် အင်ကြီးပေါ်မှနေ၍ဗရောင်ပင်ကလေးကိုတစိမ့်စိမ့်ကြည့်ရင်းပီတိတွေဖြစ်ခဲ့ရသည်ဗရောင်ပင်ကလေးအပြူဖျန်းရွယ်မရောက်တရောက်မှကျွန်တော်ဆယ်တန်းရောက်သည်ကျွန်တော်ဆယ်တန်းကိုရောက်သည့်ခုနှစ်မှာတော့မြည်သူမြမျော်လင့်ထားခြင်းမရှိသောမုံတိုင်းကရုတ်ချီးဝင်ရောက်လာခဲ့သည်အဖေကားမှောက်လို့တဲ့နေရာမှာတဲ့ရုတ်တရက်ကြားလိုက်ရသောသတင်းစိုးကအမေကိုမူးမိုက်လဲကျသွားစေခဲ့သည်အဖေအဖေညီမလေးကစူးစူးဝါးဝါးကြီးဖြင့်အုံငိုလိုက်သည် ။ညီလေးကကျွန်တော်တို့ဘလို့လုံးကြမလဲရင်ကိုကြီးဘလို့လုံးကြမလဲဗျ။ယူကျဲဝိုင်းဆဲသောမျက်လုံးစုံဖြင့်ကျွန်တော်၏လက်မောင်းကိုအာကိုတကြီးဖြင့်ညှစ်ဆုပ်ကင်လာသောညီလေး၏မျက်နှာကိုစိစိကြည့်မိလိုက်သည်။ကျွန်တော်ဘာလို့လို့ဘာခံရမည်ကိုမသိ။ကျွန်တော်မျက်စိရှိတွင် အမေညီလေးနှင့်ညီမလေးတို့အားလုံးယူကျုံမရသောပူဆွေးမှုတွေနှင့်တောကားတွေဖုံးနေကြသည်ကိုမြင်နေရသည်။ကျွန်တော်ယင်သည်လဲလှိုက်ဖို့ဆုတ်တက်လာခဲ့သည်ဒါပေမဲ့ ငုံနဲ့မျက်ရည်မချလိုက်နဲ့မင်းကိုလိုက်တာနဲ့အားလုံးကတခဏအတွင်းဝင်ရောက်လာသောအတီကလေးကကျွန်တော်ဤဘူဆွေးဝမ်းနည်းမှုတွေကိုမောင်းထုတ်လိုက်သည်တောကတွေကိုဖျောက်ဖျက်ပစ်လိုက်ရသည်ကျွန်တော်ငုံလို့မဖြစ်ကျွန်တော်မျက်ရည်မချကျွန်တော်အမေကိုတိုးတိုးညင်သာစွာခေါ်လိုက်သည် အမေအမေကကျွန်တော်ကိုငေးကြည့်သည်ညီလေးနဲ့ညီမလေးကိုကျွန်တော်တင်ပြီးဖက်လိုက်မိသည်အမေရဲ့သားကြီးတယောက်လုံးမင်းတို့ရဲ့အကူကြီးတယောက်လုံးရှိနေပါသေးတယ်ကွာ ကျွန်တော်ရင်ထဲမှာလာတော့အတန်ဖြစ်ခိုင်ခိုင်မာမာကြီးပြောချလိုက်သည် အကိုကြီးလင်အဖအရာဒီစကားကကျွန်တော်အတွက်ထားရခဲ့ခြင်းဖြစ်သည်မြင်းမူတောင်ကြီးပြူလဲသွားသဖြင့်အစားထိုးမရနိုင်ပေမဲ့အာကူအာထားပြုစရာတောင်ကလေးတစ်လုံးဖြစ်အောင်ကျွန်တော်ကြိုးစားခဲ့ပါသည်ကံကြမ္မာအလှည့်ပြောင်းကကျွန်တော်အပေါ်တစ်ဖက်သက်ကြီးရွေဆောင်ကြလာသည်ကိုကြည်ကျင်နဲ့နဲ့ကြီးပင်ခံယူလိုက်ပါသည်ကျွန်တော်ကိုယ်တိုင်ကဆွဲယူလိုက်ခြင်းလည်းဖြစ်သည်အမေဇိုတင်တားနေသည့်ကြားမှာပင် ကျွန်တော်အကြောင်းကထွက်ဖြစ်သည် ဖေထားရခဲ့သောအမွေကိုကျွန်တော်ယူလိုက်သည်အဖေဩဇာအဖေအရင်တို့ဖြင့်ကာစပယ်ယာတယောက်ဖြစ်အောင်ကြိုးစားခဲ့သည်ဒီအတွက်အမေစိတ်ချမ်းသာခဲ့သလိုညီနှင့်ညီမတို့ကိုလည်းအရှိန်ဟုန်မပြည့်ကြောင်းဆက်ပြီးထားနိုင်ခဲ့သည်ပျော်ရွှင်ကြည်ညိုမှုတို့စီးဆင်းမြဲစီးဆင်းနေခဲ့ပါသည်ညီလေးနှင့်ညီမလေးတို့တက္ကသိုလ်သို့အသီးသီးရောက်ရှိသွားချိန်တွင်ကျွန်တော်သည်လည်းဘဝဟူသည့်တက္ကသိုလ်သို့ရောက်ခဲ့သည်ဤသို့ဖြင့်ဘဝဤပထမအရွယ်ကကုံဆုံးခဲ့ရသည်ညီလေးညီမလေးတို့ထက်ဦးစွာဘွဲတွေရရှိခဲ့သည် စပယာဟူသောဘွဲမှဒရိုင်ဘာဟူသောဘွဲကိုစုကူရရှိခြင်းတွင်ကျွန်တော်စိုက်ပြုခဲ့သောဘရောက်ပင်ကလေးကအပြူကြီးဖားဖားဖြစ်လာခဲ့သည်ညာလမ်းမှအများရွတ်တို့တွင်ပြည့်ဖူးကလေးတွေစီရီခဲ့ရာမှဝါရွှေကြီးဘရောက်ပန်းတို့ကိုပွင့်ဖူးလာခဲ့ကြသည်ကိုလက်မမလေးကိုဟောဟောကအခက်ကလေးချိုးပေးနော်ကိုကြီးတီးသွားလို့စူနေလိမ့်မယ်ဟာအောင်မကိုကြီးကမစူပါဘူးနော်ဒါဆိုကိုလက်ကမချိုးတော့ဘူးပေါ့ဟုတ်လားဟဲဟဲချိုးမှာပေါ့ဟာကိုကြီးမသိစင်းနဲ့နော် အင်းမဆိုကဲမြင်မြန်လို့ညီလေးနဲ့ညီမလေးတို့ပြောနေကြသောစကားများကအိမ်ပေါ်တက်မှပင် အတိုင်းသားကြနေရသည် မိုးပင်စင်စင်မလင်းသည်ကျွန်တော်မနိုးသေးဘူးထင်ဖြင့်ဘရောက်ပန်းတွေချိုးဖို့ပြင်ဆင်နေကြခြင်းဖြစ်သည်ဒါငါတော့ငါဘရောက်ပင်ကငါဆိုင်ခဲ့တဲ့ပင်ငကားမန်းသည့်အောင်အမောက်ထောင်ပြခြင်းဆိုရင်ကြောင်းရမှုတွေနဲ့ဘရောက်ပန်းချိုးဖို့ပြင်ဆင်နေသည်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိလိုက်သည် ညီလေးနဲ့ညီမလေးကိုပျော်ပျော်ရွှင်ရွှင်ဖြင့်ပရောင်ပန်းကလေးတွေချိုးယူကြစေခြင်းသည်အဟံကျွန်တော်ဤချောင်းဟန်လိုက်တဲ့အကြောင်းညီလေးရောညီမလေးပါလန့်သွားကြသည်ပရောင်ပန်းကိုသာလူချင်းနေသည့်စိတ်ကများနေသဖြင့်လေကျွန်တော်တရားလုံးရောက်လာသည်ကိုပင်သတိမထားနိုင်ကြကျွန်တော်ကိုမြင်တော့ပြူးပြူးပြပြဖြစ်ကုန်ကြသည်မင်းတို့ကပရောင်ပန်းကိုလူချင်းလို့လားကွဟုတ်ဟုတ်ဟုတ်ပါတယ်ကိုကြီးလူချင်းရင်တောင်းရတယ်လေကွာမင်းတို့တောင်းရင်ကိုကြီးကပေးမှာပေါ့ ဟာဟာကိုင်းမှာချိုးကြချိုးကြပြီးတော့ဖះကိုလည်းတင်မိကိုလည်းပေးဟုတ်ပလားဟေးဒါမှတို့ကိုကြီးกว่าဝမ်းသာအားရဖြင့်အော်ဟေးလိုက်ကြတော့သူတို့ဤအတန်များကညံစာသွားသည်သူတို့ဤအပြောများကကျွန်တော်ကိုပင်ကူးဆက်လာခါကျွန်တော်လည်းပျော်သွားရသည်ပြီးရင်ကိုကြီးကိုလည်းနည်းနည်းပေးပါအောင်กว่าအောင်မှာကိုကြီးမှာပေးရမယ့်သူရှိနေပြီပေါ့ဟုတ်လားတဲတဲကြီးမိလာတော့မိကုန်းပေါ်ကျွန်တော်မြည်တို့ပြောဆိုရမည်မသိဘူး ျွန်တော်မျက်နှာပြုံးဖြဲဖြဲကြီးဖြစ်နေမှာကတော့တည်ကြသည်မလုံမလဲဖြစ်ဖြစ်သူတို့နားမှလှည့်ထွက်လာခဲ့ရသည်ပြီးမှနောက်ကိုပြန်လှည့်ကြည့်ရင်စိုးရင်တကြီးပြုံးမိလိုက်သည်အော်အပင်တော့မနာစီနဲ့ကွာကျွန်တော်များများတက်ကိုတိတ်ချစ်ခဲ့ပါသည်ကျွန်တော်ချစ်တော်များများတက်အားညီလေးနဲ့ညီမလေးကကျွန်တော်အတွက်ပြီးတော့ဗရောက်ပန်းကလေးများကိုပေးနိုင်ခဲ့ပါသည်မြမသက်ကကျွန်တော်တို့မျိုးကလေးနှစ်15မိုင်မြဝေးတော်ရွာမှာဖြစ်ပြီးရွာထက် ရွာထွက်သည်နိုင်များကိုမြို့ကလေးရှိဈေးကြီးတွင်သို့လာရောက်ရောင်းချသူဖြစ်သည်။မကြာခဏဆိုသလိုကျွန်တော်မောင်းသောကားဖြင့်ကြုံကြိုက်စွာလိုက်ပါစင်းင်းခေရာမှအစာပြုကမြန်မြန်နှင့်ကျွန်တော်ချစ်ကျွမ်းဝင်ခဲ့ကြသည်။ချစ်သူတို့ဘဝမှာချစ်ရသောအကြောင်းအရာတို့ကများစွာမှပင်ရှိခဲ့သည်။ထိုအကြောင်းအရာများကအခြားသောချစ်သူတို့ထက်ပိုမြင့်ထင်ပါသည်။ကျွန်တော်နှင့်များများက၃နှစ်၃မိုးမက၇နှစ်၇မိုးများကြာအောင်ချစ်သူတို့ဘဝကိုရှောင်လှမ်းခဲ့ကြရသည် မြမတို့လက်ထက်ကြဆိုတော့အကြောင်းထက်မြကြားနေရသောစကားကကျွန်တော်အဖို့နားယီဝနေခဲ့သလိုအင်းမမြမရဲ့ဒါပေမဲ့ကျွန်တော်ဤအစဉ်ကြီးစကားကလည်းမြမအဖို့နားယီဝနေသောကြားနေကြစကားများသာဖြစ်နေခဲ့သည်ဒီအကြောင်းအရာများကပင်ကျွန်တော်နှင့်မြမဤဘဝလန်းခီးကိုခိုင်မြဲစေသော ခိုင်မာစေသောသိချင်ရသောအကြောင်းအရာများဖြစ်ခဲ့ကြသည်အမှန်တမ်းဝင်ခံရရင်ကျွန်တော်ဘက်ကတစ်ဖက်သက်ဆန်းနေမည်လားမသိဘူး မိများသည့်ကြာမြင့်ခရသည့်အကြောင်းရင်းကကျွန်တော်ညီနှင့်ညီမတို့ကြောင့်ပင်ဖြစ်ကြောင်းမြများကသိပေမည့်ညီနှင့်ညီမကိုတော့သိကြမည်မထင်ညီလေးကအလုံးဝင်ပြီးမှဘာမှမကြအိမ်အောင်ကြသွားသလိုညီမလေးကလည်းကုမ္ပဏီတစ်ခုမှအလုံးဝင်လို့ရင်ထိုကုမ္ပဏီပိုင်ရှင်ဤတူနှင့်ပင်အိမ်အောင်ပြုလိုက်ပြန်သည်ညီလေး၏မင်္ဂလာအခမ်းအနားကို၎င်းညီမလေး၏မင်္ဂလာအခမ်းအနားကို၎င်းမိကောင်းဖခင်တို့ဤသားသမီးပိသားစွာမျက်နှာငယ်ရအောင်တင်းတောင်းတင်းတယ်နှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည် တားလန်နှင့်သမီးငယ်တို့အိမ်တော်ပြုသည့်အချိန်ကဝမ်းနည်းစွာဖြင့်အမေငိုကြွေးခဲ့သည်။ဘာပဲဖြစ်ဖြစ်အမေဘက်မှမိဘဝတရားကြည်ပွန်ခဲ့သလိုကျွန်တော်အနေဖြင့်လည်းအကိုကြီးတယောက်ဤတာဝန်တွင်ကြည်ပွန်နိုင်ခဲ့သည်။ဒါပေမဲ့ကျွန်တော်နှင့်များများကတော့ခုနှစ်နှစ်ခုနှစ်မျိုးခုနှစ်မိုးမြကြာမြင့်အောင်ကျွန်တော်နှင့်များများသက်တို့ဤမင်္ဂလာခမ်းနားကိုအချင်းချင်း၍ပြုလုပ်ခဲ့သည်။ကျွန်တော်တို့ဤမင်္ဂလာခမ်းနားလေးကိုတမျိုးတနေစီရောက်ရှိနေကြသည်ဖြစ်သောညီနှင်းညီမတို့လာရောက်နိုင်ခြင်းမရှိခဲ့။ ဒါပေမဲ့ကျွန်တော်မှာအမေရှိသည်ပြီးတော့တိတ်ချရသောမြတ်မြတ်ကျွန်တော်မင်္ဂလာဆောင်သောအမေကတိတ်ပြီးဝမ်းသာနေခဲ့သည်ညီနှင့်ညီမတို့မင်္ဂလာဆောင်ပြီးသည့်နောက်ကျွန်တော်နှင့်အမေကြားမှာမြတ်မြတ်ကတူလာခဲ့ခြင်းဖြစ်သည်အစောပိုင်းနှစ်တွေတုန်းကညီလေးနှင့်ညီမလေးတို့ထံမှသတိတရားနှင့်ရေးလိုက်သည့်စာများလက်ဆောင်ပစ္စည်းကလေးများကအစားလိုက်မှဖြစ်စေလူကြုံနှင့်ဖြစ်စေရောက်လာတတ်သည်သည်ဒီတို့ရောက်လာတိုင်းလဲအမေကမျက်ရည်များရေဝဲလာသည့်အခါဝမ်းသာနေမိသလို့ ကျွန်တော်လည်းကြည်နူးမိခဲ့ရသည်ကြာတော့လည်းတဖြည်းဖြည်းနဲ့အလန်းကွာဝေးလာကြသည်အနေတွေစိမ့်လာခဲ့ကြသည်ညီဖြစ်သူကဌာနတစ်ခုမှအရာရှိတယောက်ဖြစ်နေခဲ့ပြီးညီမဖြစ်သူကကုမ္ပဏီပိုင်ရှင်၏ဇနီးများတယောက်ဖြစ်နေခဲ့ပြီးဟုကြားသိရသောသတင်းစကားလေးနှင့်ပင်မေရောကျွန်တော်ပါပီတိတွေဝေဖျားခဲ့သည်အမေကတော့အဝေးရောက်နေသောတားနေသမီးတို့အတွက်ဒါမှငါသားဒါမှငါသမီးဟုဂုဏ်ယူနေတတ်သလို ကျွန်တော်ကိုလည်းအဖေအမွေကိုထိမ့်သိမ့်နိုင်သောသားကြီးဖြစ်ဂုဏ်ယူတတ်ပါသည်မိကသူ၏ဈေးဆိုင်ကလေးကိုပင်မြန်မြန်အားလွှဲပြောင်းပေးခဲ့ပြီးအိမ်မှာပင်မြေထင်းရင်သူမြေကလေးနှင့်ပင်ပျော်ရွှင်နေတတ်ခဲ့သည်ဩကျွန်တော်စိုက်ပြိုးခဲ့သောဘရောက်ပင်ကလေးသည်ပင်လည်းဘရောက်ပင်ကြီးဖြစ် သူခက်သူရွယ်တို့နှင့်အိန္ဒြေကြီးစွာလှနိုင်ပနိုင်ဝင်ကြွားနေနိုင်ပြီဖြစ်သည်မုံတိုင်းကိုကြုံဘူးပါလေနှင့်ပင်နောက်ထပ်တစ်ချိန်မုံတိုင်းနှင့်ထပ်မံကြုံတွေ့ရသည့်အခါတွင်လဲထိလန့်တုံမိသည်သာဖြစ်သည် ်ပထမမြင်းမိုးပြိုသွားပြီးသည့်နောက်ဒုတိယမြင်းမိုးပြိုသောအခါတွင်ညီရောညီမပါကိုပိုင်ကားကလေးတွေကိုစီဖြင့်ရှေးစင်နောက်ဆင့်ရောက်လာကြသည်ဒါပေမဲ့အမေဤတက်ကိုတော့မမီလိုက်ကြအမေအမေသမီးတို့ကိုထားခဲ့ပြီလားအမေရဲ့ရောက်ရောက်ချင်းပင်ညီမလေးကဝမ်းနဲ့ပန်းနဲ့ဖြင့်ငိုချလိုက်သည်ကိုကြီးရာကျူတင်အကြောင်းကြားဖို့ကောင်းနေဗျာခုတော့ပြည်တင်စကားကထိုက်ကြက်မကွာလိုက်ပါလားသည်ကျွန်တော်ရင်မှာနာကျင်တင်းကျပ်လျက်ရှိသည် အမေမကျမ်းမာစဉ်ကကျွန်တော်ကခီးထွက်နေသည့်အချိန်ဖြစ်နေပြီးမြမြကသာ အနီးကပ်ပြုစုခဲ့ရသည် ကျွန်တော်ပြန်ရောက်လာသည့်ချိန်မှာတော့အမေအသက်ကိုမြုံကလေးမျှသာရှိသည်တားကြီးရဲ့မင်းညီနဲ့ညီမကိုပြစ်မထားပါနဲ့ကွယ်အမေကပြောလိုသောစကားတို့ကိုပြောနိုင်ခဲ့သည်မှားလိုသောစကားတို့ကိုကျွန်တော်အားမှားနိုင်ခဲ့ပါသည်အမေအမေရဲ့သားနဲ့သမီးရောက်လာကြပါပြီအမေအချိန်မီအကြောင်းမကြားနိုင်ခဲ့တာကိုတော့ခွင့်လွတ်ပါအမေရဲ့တားကိုခွင့်လွတ်ပါ ကျွန်တော်ဤရင်းနှွေးစကားများကိုအမေကြားနိုင်တော့မည်မဟုတ်သလိုကျွန်တော်အမျက်ရည်များကိုလည်းညီနှင်းညီမတို့မြင်နိုင်ကြမည်မဟုတ်ပါ မြင်ဖို့ရလည်းမလိုအပ်မြင်ကြမည်လည်းမဟုတ်သူတို့တွေအားကိုအားထားပြုစရာဖြစ်ကျွန်တော်ဒီတောင်ပူဇာကလေးတစ်လုံးဖြစ်ချင်နေပါသေးသည်ပန်းပတောက်တို့အကျဉ်းချင်းပွင့်ခဲ့ကြသည်ပတောက်တစ်ကျဉ်းပတောက်နှစ်ကျဉ်းပတောက်သုံးကျဉ်းပွင့်ခဲ့ပြီးကျွန်တော်ဒီလည်းသားတစ်ယောက်သမီးသားနှစ်ယောက်သမီးတစ်ယောက်ဤဖခင်ဖြစ်ခဲ့သည် ကျွန်တော်ဤမိသားစုက9ယောက်ပင်ဖြစ်ပြီးကျွန်တော်ဒီဇနီးများတမိသားတို့ဤမိကိုအားထားရာမြင့်မိုးတောင်ကြီးဖြစ်သည်ဒီနေ့ဒီကြံမှာကျွန်တော်ဤဘရောက်ပင်ကြီးကအခါတိုင်းနှစ်တွေထက်ပို၍ပွင့်သည်ဟုထင်သည်ဘရောက်ပွင့်တိုင်းအဖေနှင့်အမေကိုတရိယာမိနေသလိုညီမလေးနဲ့ညီလေးကိုလည်းတရိယာနေမိသည်တိုက်တိုက်ဆိုင်ဆိုင်ဟုဆိုရပါမည်ကျွန်တော်တရိယာနေသောကျွန်တော်မျှော်နေမိသောညီနှင့်ညီမတို့ကတကယ်ပင်ရောက်လာခဲ့ကြသည် ကိုကြီးအားကရောရန်ဦးဆိုကသူတို့မောင်နှမနှစ်ယောက်တိုင်ပင်ညီနှိုင်းပြီးအတူတူရောက်လာကြခြင်းဖြစ်သည်ကျွန်တော်ပျော်သွားမိသည်အပျော်တို့နှင့်အတူညီလေးနှင့်ညီမလေးတို့ဤတည်တတ်မှုအတွက်ကျေနပ်စွာဂုဏ်ယူလိုက်မိသည်ကားတကားကိုဂျင်းကလေးမီအောင်ပိတ်ပြီးဆင်းလာသောညီလေး၏ပုံစံကတကယ့်အရာရှိကြီးတယောက်ဤပုံစံမျိုးဖြစ်သည်ညီမလေးကတော့ကြွားကြွားရွရွအလှလှပါပါဖြူဖြူဖိုးဖိုးဝါဝါဖိုင်ဖိုင်ကျွန်တော်မျက်စီထဲမှာအယောင်တွေ တလက်လက်တောက်ပါသွားသည် ျွန်တော်သူတို့ကိုငေးကြောင်ပြီးကြီးမိနေစင်ပါပဲကိုကြီးသူတို့နှစ်ယောက်စလုံးကျွန်တော်ထံပြီးလာကြပြီး အားရပါးရကြီးဖက်လိုက်ကြတော့မှကျွန်တော်မှာအသည့်တွေဝင်ရောက်လာခဲ့ရသည်ကျွန်တော်တတိယသောချိန်တွင်ကျွန်တော်ကိုယ်တိုင်ပင်ညီလေးနှင့်ညီမလေးအားပြန်လဲဖက်ထားနေမိပြီးကျွန်တော်မြေဝန်းတစ်ဝိုက်တွင်မျက်ရည်တို့ကဆူရွှဲနေကြပြီဖြစ်သည်အိမ်ကန်းကြီးကောင်းရင်မိုင်းတွင်အဖေနှင့်အမေတို့ထိုင်နေကြရမည်အစားကျွန်တော်နှင့်မြန်းများကထိုင်နေကြရသည် ကျွန်တော်တို့ညောင်းဤရှိတွင် ကျွန်တော်တို့မမြင်ဘူးသောပစ္စည်းတွေက ရှိနေကြသည်ထိုပစ္စည်းများ၏နောက်တွင်ညီလေးနှင့်ညီမလေးကကြုံကြုံရုံရုံကလေးထိုင်ကကျွန်တော်တို့ကိုကြော့နေကြသည်ကျွန်တော်ဘာစုတွေပေးရမည်ဆိုသည်ကိုမသိပြမကျူးလို့ရှိခဲ့လင်တော့မှကျွန်တော်ကတော့အစစအရာရာအားလုံးကိုကြည်ကြည်နက်နက်ကြီးနှင့်ခွင့်လွှတ်ပြီးဖြစ်သည်မြမြထံမှရှိုက်တဲ့တစ်ချက်ထွက်လာသည်ညီလေးနှင့်ညီမလေးတို့၏မျက်ရည်စာများကိုလည်းမြင်လိုက်ရပါသည် လူတည်သောနေအောင်အောက်တွင်ကျွန်တော်ဗြောက်ပင်ကြီးကလှခြင်းတိုင်းလှနေသည်ကျွန်တော်ညီကတော့ဗြောက်ပင်ကြီးပေါ်ကို ရောက်နေနေပြီဖြစ်သည်ညီလေးကသူ့လိုချင်သောဗြောက်ပန်းတွေကိုတစ်ခက်ပြီးတစ်ခက်ချိုးချပေးနေသလိုညီမလေးကလည်းကြာလာသောဗြောက်ပန်းခက်လေးများကိုဝမ်းသာအားရကြီးဖြင့်ကြီးပြေးကောင်းရင်းသူလိုချင်သောဗရောက်ပန်းခက်ကိုအသင်စာစာဖြင့်ညွန်ပြလျက်ရှိသည်ငယ်ဘွားတွေကိုမမေ့နိုင်ကြသည်ငယ်စဉ်ကခုလိုပင်ပျော်ရွှင်ကြည်နူးစွာဗရောက်ပန်းချူနေကြသောညီလေးနှင့်ညီမလေးကို ကြည်ကကျွန်တော်မှလည်းအပျော်တွေကကူးဆင်လာခဲ့သည်ကျွန်တော်ရင်မှာ ပီတိတွေက ရှန်ကျနေခဲ့သည်မြို့ကလေးစီမှတူပိုတန်များကကျွန်တော်တို့မောင်နှမသုံးယောက်စလုံးကိုအားပေးအားမြောက်ယူနေကြသည်မျက်မျက်ရရထိုနေ့ကလေးကတကြံအတဲ့နေဖြစ်သည် ထိုနေ့ကလေးသည်ကျွန်တော်ဘဝတွင်အပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်ညသည်လာရောက်ဖြစ်အေးများလျက်ရှိသည်ချွေရောင်ဘောက်ဝင်ကြီးကိုငွေရောင်လာမင်းကပွာပါကလေးဖြင့်လွှမ်းခြုံပေးထားသည် အိမ်ကြီးအပေါ်ဓာတ်တစ်ခုလုံးကျွန်တော်တို့မောင်နှမသုံးယောက်ဖြင့်စီကားနေခဲ့သည်။ဒေဗီကလေးကကြိုင်နိုင်သောဗရောက်ပန်းရင်နံကိုတည်ဆောင်လာခဲ့သည်။ဗရောက်ရင်နံနဲ့အတူစပယ်ပန်းရင်နံကလေးကပါခိုးတွဲကန့်ညိလိုက်ပါလာခဲ့သည်။အဆုံရဒီမှာကြာပြီဖြစ်သောကျွန်တော်တို့မောင်နှမသုံးယောက်၏စကားတွေကပြောလို့မကုန်။ပြောလို့မကုန်ဟုဆိုပေမဲ့ကျွန်တော်ကသူတို့ပြောသမျှကိုသာနားထောင်ရင်းပီတိဖြစ်ရသည်ကများသည်။ကဲစကားလည်းပြောကြအဖက်တုံလည်းစားကြအောင်။ အမကတော့အငဲကောင်းကိုသွားပြီးတိတ်လိုက်အောင်မယ်။ညံများကကျွန်တော်တို့အတွက်လက်ဖက်သုံးနှစ်ရင်နွေးချမ်းပွဲကိုပြင်ဆင်ပေးခဲ့ပြီးအိပ်ပျော်နေသောတားငယ်ကိုပွေချီကအိတ်ခမ်းထဲသို့ဝင်သွားခဲ့သည်။ညီလေးနှင့်ညီမလေးကသူတို့၏လုပ်ငန်းအတွေ့အကြုံတွေကို အားပါတရားကြီးပြောပြနေကြသည်။ကျွန်တော်နားမလည်နိုင်တာတွေပါပြီးမိခေါင်းကိုယ်သားတွင်တွင်ကြီးငြိမ့်ပြနေမိသည်။ပြီးတော့ညီလေးကနိုင်ငံเจ้าကိုသွားရအောင်ပြီဆိုသဖြင့်လေညီလေးအတွက်ဂုဏ်ယူမိလိုက်သည်ညီမလေးကလည်းအားကြမခံ တို့ကုမ္ပဏီညီမျှဖြစ်သည့်ကြီးကျယ်ကြောင်းကုမ္ပဏီဝန်ထမ်းများကိုမြည်တို့အုပ်ချုပ်ရသည့်အကြောင်းမြည်တို့စီမံခန့်ခွဲရသည့်ဆိုသည့်အကြောင်းအရာများကိုတက်တက်ကြွကြွကြီးပြောပြနေသည်ကျွန်တော်ကလည်းကျွန်တော်ဤရေမောင်းအတွေ့အကြုံနှင့်ညံများဤဈေးရောက်ရသည့်အတွေ့အကြုံတို့ကိုပြောပြလိုက်ခြင်းသည်ဒါပေမဲ့ကျွန်တော်ပြောမပြပြခဲ့သူတို့အတွေ့အကြုံနှင့်နှိုင်းစာလိုက်ရင်ကျွန်တော်အတွေ့အကြုံကပြောပါလောက်အောင် ပြောစရာရှိမည်မဟုတ်ပါဘူး ီလေးနဲ့ညီမလေးတို့ဤငွေရေးကြီးဆိုင်ရာကိန်းဂဏန်းတွေကကျွန်တော်အခုကြက်သီးမွေးညှင်းထစရာတွေကြီးဖြစ်သည်ကျွန်တော်ပြောပြမိအကြောင်းအရာတွေတွင်ငွေရေးကြီးဆိုင်ရာကိစ္စရပ်များကလည်းမရှိသူတို့ဤတက်ကြွသောစကားတွေနှင့်ပင်ကျွန်တော်ကအလိုလိုနေကြွတဲ့ခြင်းနေမိသည်မင်းတို့ကတကြံရက်ကိုအလေလာလာများအေးအေးဆေးဆေးလာခဲ့ကြဖို့ကောင်းတယ်ပြီးတော့ငါတို့တွေဒီမတွေပါခေါ်လာခဲ့ရမှာကွဒါဆိုတိုက်တိုက်ဝုန်းဝုန်းနဲ့ဘလောက်ပြောစရာကောင်းမလဲ အချိန်တို့ကုံဆုံးမှမသိမတိလိုက်အောင်ပင်ကုံဆုံးသွားခဲ့သည်ညီနှင်းညီမတို့ကမနေ့ပြန်ဆိုပြန်ကြတော်မူကိုမာကအလုပ်တစ်ဖက်နဲ့ဆိုတော့မလွယ်ဘူးကိုကြီးရဒါကြောင့်မာအင်းလေမင်းကနိုင်ငံခြားသွားရအောင်မှာဆိုတော့ထားပါတော့ညီမလေးကအမလေးညီမလေးကတာပြီးဆိုးသေးတယ်ကိုကြီးရေအင်းကယောက်ျားကလွယ်တာမဟုတ်ဘူးပြီးတော့သားတော်မောင်ကရှိသေးတယ်သမီးနှစ်ယောက်ကလည်းအရွယ်ရောက်လာပြီလေခုတောင်ကိုကြီးနဲ့တွေ့ကြရင်တော့ ျွန်တော်တပြင်းရှိကြီးကိုသာမှုတ်ထုတ်လိုက်နိုင်သည်ညီလေးနဲ့ညီမလေးတို့မှာအရွယ်ရောက်နေကြပြီ ဖြစ်သောသားတွေသမီးတွေပင်ရှိကြပြီဒါဆိုကျွန်တော်အမရောကဲပါကိုကြီးရနောက်တစ်ခါလာရင် ကိုကြီးရဲ့တူတွေတူမတွေပါခေါ်လာပြီးအကြကြီးနေမှာပါခုဟာကဩဒါနဲ့ကျွန်တော်ကိုကြီးကိုကောင်းမမောင်းစေချင်တော့ဘူးဟာဘာဖြစ်လို့လဲကွာဟုတ်တယ်ကိုကြီးရကိုကြီးတဲ့ရွယ်နဲ့ကောင်းမမောင်းသိတော့ဘူးလေတော်ကြဟာမင်းတို့က ကိုကြီးကိုစိတ်ပူနေကြတာကိုကိုကြီးကကျွမ်းကျင်ပြီးသားပါကွာမင်းတို့ရဲ့စေတနာကိုကိုကြီးနားလဲပါတယ်ဒါပေမဲ့ကိုကြီးကကောင်းမောင်းလို့မဖြစ်ဘူးလေအဲ့ဒါပြောတာပေါ့ကိုကြီးကဖေရောမေရောမရှိကြတော့ဘူးဆိုတော့ဒီအိမ်မှာကိုကြီးကအကြီးဆုံးမဟုတ်လားကျွန်တော်တို့မောင်နှမနှင်းကအခုလိုအချိန်မျိုးရောက်လာရတာကလည်းကိုကြီးကြောင့်ပဲအေးလေကွာအဲ့ဒါဘာဖြစ်လဲဒါကိုပဲကိုကြီးကဂုဏ်ယူနေမိတာကွာမှန်တယ်လေကျွန်တော်ဂုဏ်ယူနေမိခြင်းဖြစ်ပါသည် ါပေမဲ့သူတို့ပြောသလိုကျွန်တော်ကြောင့်ကြီးတော့မဟုတ်သူတို့ကိုယ်တိုင်ကစူးစမ်းခဲ့ကြခြင်းကြောင့်သာအောင်မြင်ခဲ့ခြင်းဖြစ်သည်ညီမလေးကကျွန်တော်နှင့်ညီလေးပြောဆိုနေသည်ကိုနားထောင်နေဒီလိုကိုကြီးရညီမလေးရဲ့ယောက်ျားကလုပ်ငန်းတစ်ခုကိုတိုးချဲ့နေတာလေဟိုတဲခိုကန်းဖွင့်ကျင်တာတဲ့ဟုတ်လားညီမလေးတို့ရဲ့လုပ်ငန်းတွေကိုကိုကြီးနားမလဲပါဘူးကွာဒါပေမဲ့အကောင်းကောင်းကောင်းဝယ်လုပ်တာကိုတော့ကိုကြီးကြိုက်ပါတယ်ဟုတ်ကဲ့ပါကိုကြီး ူကအဲ့တဲခိုကန်းကိုအခုညီမလေးတို့ရဲ့မျိုးကလေးမှလာပြီးဖွင့်ခြင်းနေတာဟာအဲ့ဒါကောင်းတာပေါ့ကွာဒီမျိုးကလေးမှလာပြီးဖွင့်မယ်ဆိုတော့ပို့ပြီးအဆင်ပြေတာပေါ့ကျွန်တော်အားတဲ့တရောထောက်ခံမိခဲ့သည်ဟုတ်တော့ဟုတ်ပါတယ်ကိုကြီးရာဒါပေမဲ့ခက်တာကနေရလေနေရစိတ်ကြိုက်နေရတွေ့လို့ကတော့တန်ရာတန်ကြီးပြေးပြီးကိုပဲဝဲလိုက်ချင်တာပြီးမှကိုလိုချင်တဲ့ပုံစံကိုစောင့်ပါလေအဲ့ဒါအဲ့ဒါကိုကြီးကနေရရှာပေးရမယ်ဆိုပါတော့ဟုတ်လားဒါများကွာ ဟာနေအောင်နေအောင်ညီမလေးပြောမှသတိရတယ်။ဟိုကွာမြို့လယ်မှာနေရတနေရာတော့ရှိတယ်။အင်းတဲ့များသွားပလားမပြောတတ်ဘူး။ကိုကြီးစုံစမ်းလိုက်မယ်လေ။ညီမလေးကတဲခိုကန်းဖွင့်ပြီးဆိုတာနှင့်ပင်ကျွန်တော်စိတ်ကူးဖြင့်တင်တော်မိနေရာများကိုမှန်းဆကြည့်နေမိသည်။ကျွန်တော်စိတ်ကူးမိတာတစ်ခုရှိတယ်ကိုကြီးရ။အေးလှုပ်ဆမ်းပါအောင်။ဒီလိုလေခုချိန်မှာအဖေရောမေရောက မရှိကြတော့ဘူးမဟုတ်လား။အေးလေကွာ။ကျွန်တော်လည်းနိုင်ငံသားကိုသွားရတော့မှလေ။ ကျွန်တော်မှလည်းသားတွေသမီးတွေရှိသလိုညီမလေးမှလည်းသားတွေသမီးတွေနဲ့ပါပဲပြီးတော့ကိုကြီးမှလည်းဟာငါညီမတန်ရုံးစင်တွေညားနေပြီနဲ့တူတယ်ဒီလိုပဲပေါ့ကွာအဲ့ဒါလေဟိုဟိုကျွန်တော်ပြောချင်တာကဟိုဗျာကိုလက်ကလည်းလေပြောမှကိုပြောတာမဟုတ်ဘူးဘာမှန်းလည်းမသိဘူးတဟိုဟိုနဲ့ညီမလေးကစိတ်မရှိဟန်းစူဆောင်းအောင်ပြီးလှုပ်ချင်တာဒီငယ်ချင်းမပြောင်းသေးသောညီမလေးကိုကြည့်ပြီးသဘောကျနေမိသည် ညီလေးကသူ့ဤကောင်းကြီးကိုငုံထားနေသည်တဖြင့်ဘာလဲမိမိမနဲ့ယောက်ကမကသဘောမတူဘူးတဲ့လားဟုတ်လားကိုကြီးဘာလုပ်ပေးရမလဲပြောပါကွာကျွန်တော်ကညီလေးတို့ရဲ့စကားလမ်းကြောင်းပြီးရင်ဓပူးလေးကရင်ွေးကိုပကန်းထဲငှဲ့ထဲရင်တောက်ရံပြင်လိုက်သည်ကျွန်တော်မိမနဲ့ယောက်ကမကတိတ်ကိုသွားစေချင်နေတာပါဒါဆိုရင်ဘာများလဲကွာဟိုလေခုချိန်မှာအဖေရောမေရောမရှိကြတော့ဘူးဆိုတော့ဒီအိမ်နဲ့ဝိုင်းကိုဘလို့ဆက်လုပ်ကြမလဲဆိုတာဘာ ကျွန်တော်နှုံမအံအားတင်လွန်းသောအာမေဒိတ်တလုံးထွက်ကြသွားခဲ့သည်ပဇန်နာရောင်းမှုဖြစ်နေသော ရေနွေးပကံကလွတ်ကျသွားခဲ့သည်ခလွန်ရေနွေးပကံနှင့်အောက်ခံလင်မန်း၏ထိတွေ့မှုကနှွေးခေါင်ခေါင်မိုးကြိုးပြချလိုက်သလိုပင်အငွေတထောင်ထောင်ထနေသောရေနွေးပူများကနေရာအနှံ့စီးပြန့်ကုန်ကြသည်ကျွန်တော်မျက်လုံးတွေပြာဝီသွားခဲ့သည်ကျွန်တော်နှလုံးခုန်သန်းတွေတဒိန်ဒိန်ညီလာကြသည်ကြီးမားသောဝမ်းနေကြီးကွဲမှုကရင်ဝအထိဆူတက်လာခဲ့သည် ကျွန်တော်အသည်နှလုံးတွေကိုဖြစ်ညှစ်ဆုပ်ကိုင်းလိုက်သလိုခံစားလိုက်ရသည်ကိုကြီးကိုကြီးနားထဲမှာအတန်မျိုးစုံတို့ဖြင့်ဆူညံနေခဲ့သည်ကျွန်တော်ခန္ဓာကိုယ်တစ်ကိုယ်လုံးတုံ့ပြန်လျက်ရှိသည်ကျွန်တော်တွင်ရှိသောအာမန်တွေခွန်အားတွေကဘယ်စီရောက်ကုန်ပြီမသိရှိသည်မခွန်အားကလေးဖြင့်သာတန်တာမိခဲ့သည်အဖေတကြံကပြီးဆုံးသွားခဲ့ပြီတကြံပြီးသွားသည့်အချိန်တကြံဤအငွေတန်များကလွမ်းငေး ဆွေးမောဝယ်ရာဖြစ်ရင်ထဲမှာဆွဲထင်ကြရင်နေခဲ့သည်ကျွန်တော်ရင်မှာနာကျင်မှုဆိုးနေမှုကြေကွဲမှုတို့ဖြင့်ပြင်းထန်လျက်ရှိသည်ဗရောင်မင်းဤညာရန်တို့တွင်ပျက်ဖူးကလေးများကစီစီရီမရှိကြလက်ကျန်ဗရောင်ပန်းကလေးတွေမှာဆက်လက်ပွင့်ပွရန်အတွက်ခွန်အားတွေကရှိခြင်းမှရှိတော်မည်ဒံရအနာတရားများဖြင့်ကျူးတူကျဲတဲဖြစ်နေသောဗရောင်ပင်ကြီးကအထီးကျန်ဆန်လွန်းလာသည်ဒီဗရောင်ပင်ကြီးကမင်းဆိုင်ခဲ့တာဆိုဒါဟာမင်းရဲ့ဗရောင်ပင်ဆို့ ကျွန်တော်ဤခေါင်းကိုပင်ပန်းကြီးစွာခါရမ်းပစ်လိုက်မိသည်ကိုကြီးတို့နည်းနည်းရရင်တော်ပါပြီကွာ။အော်အပင်တော့မနာစီနဲ့နော်။စိန်ညိုညိုကြီးဖြစ်နေသောငါးပင်လေးခန်းနှစ်ထပ်ပြင်အောင်အကြီးကကျွန်တော်ကိုမျက်မှောင်ကျုပ်ပြီးကြည့်သည်။စပယ်ပန်းကလေးများဤရင်မောတန်ကကျေလောင်လာသည်။တောင်ပူစာကလေးကျွန်တော်သည်ညီလေးညီမလေးတို့အတွက်အရာမရောက်တော့သောဟင်းလင်းပြင်ဖြစ်သွားပြီထင်သည်။ ဒါပေမဲ့ကျွန်တော်မိသားစုအတွက်ကျွန်တော်ဒီမြင့်မိုးတောင်ကြီးဖြစ်ဆက်လက်ရှင်သန်နေရအောင်မြည်ညီလေးနဲ့ညီမလေးတို့ပေးသောဗရောက်ပန်းလေးများကိုကျွန်တော်ဇနီးမြတ်မြတ်တက်အားပေးနိုင်ခဲ့ပါသည်ကျွန်တော်ဇနီးကလည်းကျေနပ်ဝမ်းမြောက်စွာလက်ခံခဲ့ပါသည်ဒါသည်ပင်ကျွန်တော်ဇနီးစစ်စစ်ဖြစ်ပါသည်လေးကလေးတစ်ချက်အဝေးတွင်ဗရောက်ပန်းရင်နှန်းကမှွေးပြန်မြဲမှွေးပြန်လျက်လေးနှင့်တူပါလာခဲ့သည်ဗရောက်ပန်းရင်နှန်းနှင့်တူစပယ်ပန်းရင်နှန်းလေးကလည်းကိုယ်တွယ်ကန့်ညိလျက်ပါလာသည် ဘာမျှမကြလိုက်နောက်ထပ်ရင်နှန်းတစ်ခုကဇိုတင်းထိုးဖောက်၍ပါလာပြန်သည်ဒီရင်နှန်းကတကြံမှာတမန်ပွင့်ရဘူးဟုမိသူတွေကတားမြစ်ထားနိုင်ကြမှာလေသူချိန်သူခါရောက်ရင်တမာပန်းတွေလည်းပွင့်တတ်ကြပါသည်အမှန်စစ်စစ်ဗราวပွင့်ချိန်တွင်တမာလည်းပွင့်တတ်သည်တမာပွင့်တတ်သည်ဆိုသည်ကိုမိထားမိသောမိနေမိသောမိယောနေမိသောကျွန်တော်မှသာတမာပန်းတွေပွင့်နေကြအောင်မည်ဖြစ်သည် တမာပန်းရေနှန်းကလည်းတင်းပြဲပြဲကလေးဖြင့်မှုိမြနေအောင်မည်ဖြစ်ပါသည်။ရွှေမြူတင်မဂ္ဂဇင်းဩဂုတ်လ2006နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။